ေကောင်းပြီသမာဓိဘာဝနာဟာဘာတွေအတွက်လိုအပ်တာလဲသမာဓိလေ့ကျင့်တဲ့အခါမှာသူသမာဓိရဲ့ရရှိလာတဲ့အကျိုးတရားတွေကဘာတွေလဲလို့ဆိုတာရသော်ပြန်သမာဓိဘာဝနာ၄မျိုးဟောတာလားရှိသမာဓိဘာဝနာ၄မျိုးမှာနံပါတ်၁သမာဓိဘာဝနာက ဒိဋ္ဌဓမ္မဒုက္ခဝိဟာရမျက်မှောက်ဘဝမှာချမ်းချမ်းသာသာနေဖို့ရအတွက်အမာဒီကိုသိချင်ပွားများရမျက်မှောက်ဘဝချမ်းသာရေးအတွက်အမာဒီကိုသိချင်ရချမ်းသာစွာနေရတယ်ဆိုတာဘာနဲ့ချမ်းသာစွာနေရတာလို့ဆိုစိတ်ဟာအာယုန်ဒီပေါ်မှာလွင့်ပြန်ပြီးတော့နေလို့ရှိရင် ကောင်းတဲ့အာယုန်နဲ့လည်းတွေ့တယ်မကောင်းတဲ့အာယုန်နဲ့လည်းတွေ့တယ်ကောင်းတဲ့အာယုန်နဲ့တွေ့ရင်လောဘဖြစ်နိုင်တယ်မကောင်းတဲ့အာယုန်နဲ့တွေ့ရင်ဒေါသဖြစ်နိုင်တယ်ကောင်းတဲ့အာယုန်လွတ်လွတ်ဆုံးရှုံးသွားလို့ရှိရင်ပူပန်ဆင်းရဲမဲ့စိတ်ဟာအာယုန်တွေပေါ်မှာလွတ်ပြန်နေပြီဆိုရင်အလွန်အန္တရာယ်များတယ်ပေါ့ဈာန်တဒုက္ခဆိုတာမရနိုင်ဘူးဒါကြောင့်မို့လို့အဲ့လိုအာယုန်တွေပေါ်မှာလွတ်ပြန်နေတဲ့စိတ်ကိုထိန်းချုပ်ပေးဖို့လိုအပ်တယ် အဲ့လိုထိန်းချုပ်ပေးလိုက်ပြီးစိတ်ကလေးကအာယံတကူထဲပေါ်မှာငြိမ်ကြသွားပြီးဆိုတဲ့အချိန်မှာဒိဋ္ဌဓမ္မဒုက္ခဝိနာရလက်တွေ့ဘဝမှာချမ်းသာတာနေဖို့ဆိုတဲ့စင့်တကူရရှိသွားနိုင်တယ်အဲ့ဒါကဘယ်အဆင့်တုန်းဘယ်လိုလေ့ကျင့်ရမှာလို့ဆိုလို့ရှိရင်ဇံကိုလေ့ကျင့်တဲ့တမထချင်းစစ်တကူကျင့်တာပြောတာ ့မြတ်ဘုရားချမ်းမြေ့တန်တန်နေဖို့ရအတွက်သမထချင်းစဉ်တစ်ခုကိုကျင့်ရတယ်သမထချင်းစဉ်တစ်ခုကိုကျင့်ပြီးဆိုလို့ရှိရင်ပြညာအာယုတစ်ခုပေါ်မှာ စိတ်ကလေးကိုငြိမ်အောင်နေချင်းဆိုပါစို့လွယ်ကူတာလေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်ကတိုင်းပေါ်မှာလေ့ကျင့်တဲ့ဤစနစ်တွေရှိတယ်။ကတိုင်းကလည်း ရေရေလေးမိလို့ဆိုတော့ဓာကြီး၄ပါးတဲ့ကတိုင်းရေရေကြီးပေါ်မှာလေးချက်လို့လည်းရတယ်မြေကိုအဝိုင်းကလေးလုပ်ပြီးတော့အဲ့ဒီမြေမြေဝိုင်းလေးကိုအာယုံဆိုင်ပြီးတော့လေးချက်တာနောက်တစ်ခါရေကိုခွက်ထဲမှာထည့်ထားပြီးတော့ ရေရင်ရေအဝိုင်းလေးကိုကြည့်ပြီးတော့လေ့ကျင့်တာမိကိုလည်းပဲတစ်ဖက်မှာထွန်းထားပြီးတော့တစ်ဖက်ကနေပြီးတော့အဝိုင်းအပေါက်ကလေးဖောက်ပြီးတော့အဲ့ဒီမိကိုကြည့်ပြီးတော့လေ့ကျင့်တယ်လေကိုလေ့ကျင့်တဲ့အခါကျတော့သူကလေတိုက်လို့လှုပ်ရှားနေတဲ့အရာတစ်ခုကိုကြည့်ပြီးတော့လေ့ကျင့်တယ်အဲ့တော့လေကိုလေ့ကျင့်ဖို့ဆိုတာကျတော့ အခုခေတ်ဆိုရင်နည်းနည်းလေးဦးလေးချင်းရလို့ရှိရင်လေးကဖန်ပြီးယူလို့ရမယ်ပေါ့ရှိရမလို့ဆိုတော့ဘာဝတိုက်နေတဲ့လေးဦးပဲချိန်ပြီးတော့လေးချင်းရမှာပေါ့ခုခေတ်ကတော့ပန်ကာလို့ကတော့ဖွင့်ထားပြီးတော့လှုပ်ရှားနေတဲ့နေရာကိုချိန်ပြီးလေးချင်းလို့ရမယ်ဒါကဓာတိလေးပါးပေါ်မှာလေးချင်းတော့ဘူတကတိုင်းလို့ခေါ်တယ်ဘူတကတိုင်းလို့ခေါ်တယ်အဲ့ဒီထဲမှာညီကြီးဆိုလို့ရှိရင် သူကစနစ်တကျညီကြီးကိုအမှန်ပုဂ္ဂိုလ်တွေအနေနဲ့ကျတော့ညီကြီးကိုကြားကြားနာနာပြုမြင်ထားရစကောပိုင်းလောက်သုံးပုံစကောပိုင်းနဲ့ခတ်သေးသေးလိမ်မပိုင်းလောက်တနေရာမှာပြင်းများဖို့ပဲဖြစ်စေမိမိရဲ့ရှေ့မှာထားလို့အစဉ်ကြီးလောက်ညီကြီးကိုပုံတံပြုလို့ ပြုလုပ်ပြီးတဲ့အခါကျတော့နှခမ်းတက်ကလေးတွေကိုထင်ရှားအောင်ဆိုပြီးတော့တစ်ခုခုနဲ့အယောင်တစ်ခုခုနဲ့ခြေထားပြီးတော့ထားအဲ့လိုထားလိုက်တဲ့မြေဝိုင်းလေးပေါ်မှာစိတ်ကလေးဟာတခြားထွက်မသွားအောင်လက်ချင်းတွေကိုတို့ရတယ်ဒါပထဝီကတိုင်းရှိတယ်လို့ခေါ်